တို့ညာ YouTube Channel ကိုအားပေးဝင်ရန်နားဆင်နေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ကုန်မြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးအောင်လင်းဤဗေဒာနှင့်မောင်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကို အပိုင်း15ဇာသိမ့်ပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်လည်းအတက်နိုင်ဆုံးကြိုးစားပြီးဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာဝေလာသည်ကြောင်းကပြန်မြတိတို့အိမ်မက်တို့လှဲ၍ဝန်ရံစိတ်ကူးမိသည်ငင်းကိုအရွက်တက်၍ပြောခဲ့မိသောဇကားသည် အမှန်တော့သူကိုယ်တိုင်မဆုံးဖြတ်ရသေးချေမြတိကိုတနာသည်ကလွဲ၍တခြားဘာမှမရှိဤတော်လဲအခုချိန်မျိုးတွင်ဒီလိုကိစ္စမျိုးလုံးလုံးမစင်စားနိုင်သေးချေ စဉ်းစားရန်လည်းမတင်သေးကြောင်းသဘောပေါက်မိသည်သို့သောငင်းကိုတမင်အရွက်တိုက်ပြောခဲ့မိသည်ကိုတော့မြသည်အသည့်ပေးတင်သည်ဟုထင်မိသည်ထို့ကြောင့်လည်းမေရာသည်မြသည်တို့အိမ်သို့လှည့်ခဲ့မိသည်အိမ်ရှိတွင်ငင်းတို့အိမ်မှာကားကလေးရထားသည်ကိုတွေ့ရသည်အိမ်ဘဝသို့ရောက်သောအခါမေရာ၏ခြေလမ်းများသည်တုံ့၍သွားသည်မေရာသည် အိမ်ဘဝသို့ရုတ်တရက်မတက်နိုင်ဘဲလေကားရင်းတွင်ရပ်နေမိလေသည်နေစမ်းပါအောင်ရှင်ကကျမတို့ကိစ္စကိုလာပြီးစုံစမ်းတာလား အခုမင်းညာကဘာသဘောလဲမြသည်ဤအတန်သည်မကြောပြတ်တောင်းလာသည်ဘေရာသည်အပေါ်သို့မတက်သေးပဲအသာရရွေ့နားထောင်နေမိသည်ဤတွင်စုံစမ်းတာတော့မဟုတ်ပါဘူးဒါပေမဲ့တိတော့သိရင်လည်းပြီးတော့လည်းငါကြီးမကိုပြောချင်တာလေးတွေလည်းရှိလို့လာခဲ့တာပါမင်းတို့ချင်းတကယ်လို့ဆုံးဖြတ်ပြီးတောင်းလုံးလုံးစေတော့မစီစဉ်သင်သေးဘူးလို့ထင်တယ်ပညာရေးအတွက်အချိန်ဆောင်သင့်သေးတယ်လို့ထင်တယ် ဲ့ဒါငါညီမကသူ့အပေါ်မှာတကယ်စည်တနာထားရင် သူကနေချင်းရချင်းစီစဉ်ရင်တောင်မင်းကဆယ်လမ်းအောင်ဒီအထိအချင်းကိုဆွဲဖို့ကောင်းနေလေငိမ့်ကလူကြီးတယောက်လိုအေးအေးဆေးဆေးပြောလိုက်တော့လဲမြတ်ဒီကငိမ့်ဤစေတနာကိုမြည်သည့်နင်းနင်းမြယုံစား၍မရငိမ့်ခုလိုဒုက္ခခံ၍လာပြောသည်ကိုပင်မသင်္ကာနိုင်အောင်ရှိတော်သည်ဒါကကျမသဘောမဟုတ်ဘူးသူတဘောသူစိတ်ချမ်းသာမယ်ဆိုရင်ခုနေခါမှာဘာပဲလုပ်ရလို့ရကျမလုပ်မှာပဲ ူစိတ်ကြိုက်ကိုကျမဘာမှမစိုးလိုက်ပါပဲ။အေးမင်းစီရနာကိုတော့ငြင်းယုံပါတယ်။ဒါပေမဲ့စီရနာဟာဝေဒနာဖြစ်မှာစိုးရတယ်။ငဲတဲ့ရွယ်ဆိုတာဘာမှစဉ်းစားမှမဟုတ်ဘူး။လုတ်ချင်တာကိုလုတ်ပြစ်လိုက်ပါပဲ။ဒုက္ခတွေ့တော့မင်းတို့ပဲတွေ့မှာ။မထူပါဘူး။ကျမတို့တွေဟာကံတူကြိုးပေးတွေပဲ။ကျမတို့ဘဝမှာဒုက္ခဆိုတာရှောင်လို့မလွတ်ပါဘူး။အတူတူမျှခံဖို့ပဲ။ဒါပေမဲ့ဘီရကိုဒုက္ခပေးတဲ့သူကျမမဟုတ်ပါဘူး။ ဘယ်သူပေးခဲ့တယ်ဆိုတာရှင်ပိုပြီးသိမှာပေါ့ဤပေါ့ကွယ်ခုနေကတော့မင်းတို့ပြောသမျှခံရမှာပဲဒါပေမဲ့တနေ့ငေါစီရနာကိုမင်းတို့သိကျင်နဲ့သိပါလိမ့်မယ်သူပျက်စီးသွားမှာကိုတော့ငါမကြည့်ရနိုင်တာအမှန်ပဲခုနေကမှသူဟာစိတ်လေတိုင်းထင်ရကိုရှောက်လုံနေရဲ့ငါပြောရင်လေငါစကားကိုသူနားမဝင်နိုင်တဲ့အချိန်မင်းပြောရင်ရနိုင်ဖို့အကြောင်းရှိတယ်လေသူ့ကိုမပျက်စီးအောင်ထိမ့်သိမ့်ဖို့မိမတာဝန်ရှိတယ်လို့ငါထင်တယ်ကျမတခုမေးပြရစီ ။ဒါပြင်ဘီလာကူဖြည့်စီတာပဲသူလဲ။ကျမလားရှင်လား။ဘီလာကူဖြည့်စီတာကျမမဟုတ်ဘူးရှင်။ရှင်ရှင်တို့ထက်တန်းစားတွေဂုံကြီးရှင်တွေဟာကျမတို့လိုအောက်တန်းစားတွေကိုအမြဲတမ်းဖြည့်စီနေတာပဲ။တယောက်မှမကောင်းဘူး။ဂုံရှိတဲ့မိမပညာတတ်တဲ့မိမတွေဆိုရင်ဂုံမဲ့တဲ့ပညာမဲ့တဲ့ယောက်ျားတွေရဲ့အသေးကိုခွဲပြစ်နေကြတာပဲ။ဒီလိုပဲဂုံရှိပညာရှိယောက်ျားတွေဆိုရင်လည်းညတီတို့လိုဂုံမဲ့တဲ့ပညာမဲ့တဲ့မိန်းကလေးတွေကိုပန်းလို့ခြေပြီးရေမှမြှောက်ပြနေကြတာပဲ။ ကျမတို့လိုမျက်နှာမွေးသူဆင်းရဲယောက်ျားလေးမိန်းကလေးတွေကိုမပြက်ပြက်အောင်ဖြည့်ဆည်းနေတာရှင်တို့ဂုံကြီးရှင်တွေပညာရှင်တွေသိလားမေရာဒီကြာလင်ပူဆိုတော့မျိုးကိုစိုးရင်လာသည်အဘော်တို့တလန်းချင်းတက်ခဲ့မိသည်ညဒီမှာစေတဲ့တွင်ရှိသည့်အတိုင်းဒေါသဖြင့်ရံမတွေ့လျားသည့်အတိုင်းအောင်မကြင်နိုင်မချမ်းနိုင်ရှိနေသေးသည်ငင်းကညဒီကိုခွန့်လွှတ်တော့အပြုံးဖြင့်ပြုံး၍ကြည့်နေရှာသည်ဤဟွာကွင်မင်းပြောတာတွေဟာမငင်းနိုင်ပါဘူးဒါတွေပြောဖို့လေလာတာမဟုတ်ပါဘူး မင်းတို့နေရောင်ချစ်ချစ်ခင်ခင်နဲ့ခိုင်နေသွားတာကိုမမမြင်မြင်ပါတယ်။ဒါပေမဲ့အရာရာစိတ်လိမ်မှန်ပါမလုပ်စေခြင်းဘူး။အရှိကိုစဉ်းစားစေခြင်းနဲ့နေရေးထိုင်ရေးနှစ်ပတ်စလုံးတွေးစေခြင်းနဲ့ပြီးတော့လေပညာရေးအတွက်လည်းမထိခိုက်စေခြင်းဘူးလေ။ကိုယ့်သစ္စာဂရိကိုကိုယုံကြည်ရင်အေးအေးဆေးဆေးပဲစီစဉ်စေခြင်းနဲ့ငါညီမကမင်းကလေးဖြစ်တော့ကိုယ့်ချစ်သူအပေါ်မှာသီးခံစေအများကြီးထားရမယ်နော်။ချစ်သူရဲ့ကြီးပွားရေးတိုးတက်ရေးကိုအမြဲစဉ်းစားရမယ်။အထောက်အကူမပေးနိုင်တော့အနောက်ရှက်မဖြစ်စေရဘူး။ ဖြစ်သူရဲ့စိတ်ချမ်းသာမှုလည်းအမြတ်ဖြစ်နိုင်ရမယ်။ဒါတွေဟာမင်းတို့ဘောမှာလူတကြီးလှုပ်ပြီးဆုံးမနေတာမဟုတ်ပါဘူးနော်။မမညံမီတဲ့လောက်စေတနာနဲ့ပြောပြတာပါ။ပြီးတော့ကိုတော့ငါပြောသင့်တဲ့လောက်ပြောပြီးပြီ။အထူးသဖြင့်မင်းတို့နှစ်ဖက်မိဘတန်ရုံးစဉ်တွေအတွက်ပါစဉ်းစားရမယ်လေ။မင်းပညာရေးကိုလည်းမမေ့တင်ဘူး။အင်းအောင်ကြပြီးမှပညာကိုဆက်လိုက်ဖို့ဆိုတာမလွယ်ဘူးလေ။အင်းအောင်တို့ရဲ့တာဝန်ဆိုတာမသိလှဘူး။ ဒီတာဝန်ကိုထိုင်ရင်ကိုယ့်ရဲ့ပညာရေးကိုစွန့်ပစ်လိုက်ရရင်ကိုယ့်တလန်ကိုပိတ်တယ်လို့ဖြစ်သွားမှာပေါ့အလုံးကောင်းဖို့အတွက်စဉ်းစားရမယ်ဒီတော့ကို့မှာစူးစမ်းဖို့အခွင့်ရှိကစူးစမ်းစီရင်လည်းတယောက်ကိုတယောက်ယူကြတယ်ဆိုတာဘယ်ချင်းဖြစ်ဖြစ်ယူလို့ရတယ်ပညာတို့စီးပွားရေးတို့ဆိုတာအခွင့်အာဏာရှာကြရတာအဲ့ဒါကိုတော့မင်းတို့လေးလေးနက်နက်စဉ်းစားကြပါရသည်ဒီငိန်စကားကိုပြန်၍မပြောနိုင်တော့ချေငိန်ကလည်းကြရမရေလွတ်သလိုသူ့စေရနာအတိုင်းအဆက်မပြတ်ပြောလိုက်သည် ဗေဒာနှင့်မြလီကဆရာရှင်းမောင်း၌ရောက်နေသောကျိုးနှင်သည့်တပည့်ကလေးများပမာရက်၍နားထောင်နေတော့သည်မင်းတို့ကိုငါအခုလိုတမန်တကာလာပြောရတာတော့တခြားကြောင့်မဟုတ်ပါဘူးမပြန်မငါရခိုင်ပြည်ကိုသွားဖို့အားလုံးပြင်ပြီးပြီကြောက်ပြူကောလိမ့်မှာငါအလုပ်ရတယ်ဒါကြောင့်အချိန်ရတော့နှုတ်ဆက်ရင်လာပြောတာငါမောင်နဲ့ယူမယ်ညီမလေးပြောစရာရှိတာလေးတွေပြောချင်လို့လာခဲ့တာပြီးတော့နောက်တစ်ခုကဒေသကိုပြီးရင်လက်ခံမှာမဟုတ်လို့မင်းကိုငါပြီးခဲ့ပြရစီ ဒါဟာမင်းတို့မင်္ဂလာကိစ္စအတွက်လက်ဖွဲ့တဲ့သဘောပဲလို့အောက်မေ့ပါ။ငါချွေးလေးစားနဲ့စုထားတဲ့ငွေတွေကခွဲပြီးစေတနာတန်တန်နဲ့ပြီးတာမို့မငင်းစေရင်ဘူး။ဒါကိုလက်မခံရင်ဘင်းကြီးနဲ့မှစိတ်ကောင်းနိုင်မှာမဟုတ်ဘူး။ဒီတော့မင်းတို့လက်မခံနိုင်ဘူးဆိုရင်ငါ့ကိုပြန်မပေးနဲ့။ပြန်ပေးလဲငါမယူဘူး။တကယ်လို့မင်းတို့ငါစီရနာကိုဒါလောက်ကလေးမှအတိမမပြုတ်နိုင်ဘူးဆိုရင်ငါနှလုံးသားကိုမိရှုတဲ့အနေနဲ့ဒီငွေတွေကိုမိသာရှုတ်ပြလိုက်ကြပြီတော့ကဲငါသွားမယ်မင်းတို့နေရာစလုံးကတသက်တာမှာချစ်ချစ်ခင်ခင်နဲ့ခိုင်မြဲပြီး ကိုစိတ်ချမ်းသာကြပါစေ။ငြိမ်းသည်စကားဆုံးဒီနေ့တပြိုင်နက်ခြာကနေလက်၍ထွက်သွားတော့သည်။ဘေရာသည်ငေါမဖော်နိုင်တော့ချေ။ခုတော်လည်းငြိမ်းစေရနာသည်ထင်ရှားလွန်းလာသည်။ငြိမ်းသည်သူ့ပတ်ဝန်းကျင်မှရှောင်ပြေးသွားခြင်းသာဖြစ်သည်မဟုတ်လား။ငြိမ်းဤကားကလေးထွက်သွားသံကြားမှဘေရာသည်ငေါမော၍ကြည့်လိုက်သည်။သူ့မျက်လုံးအိမ်တွင်မှမျက်ရည်များသည်တလိမ့်လိမ့်စည်းကြား၍လာတော့သည်။ညသည်ကဘေရာလက်ကလေးကိုရောင်ရမ်း၍ဖက်ထားလိုက်မိသည်။ ။ငိမ့်ကမူကားပေါ်တွင်မလုံမရှက်ထိုင်ရင်းလိုက်လာသည်။သူသည်မိလောင်တွင် ပြေရှာနေသောအယူမကဲ့သို့ရှိနေတော့သည်။မိဝိုင်းခံရသည်ဖြင့်တကောလုံးအဘူရန်ကိုခံရသည်။အပြင်က မိဟသည်ကိုသာခံရသည်မဟုတ်ယင်းတွင်၌လည်းမိဟုံဟုံတောက်လောင်နေတော့သည်။အမှန်တော့ငိမ့်လိုတိမ်မွေ့နုနယ်သောမိန်ကလေးတစ်ယောက်အတွက်ခုလိုအချိန်ပြင်လာသောမိလောင်ပြင်တွင်မှလွတ်အောင်ထွက်ပြေးရုံအပြင်တခြားနီလန်းမရှိတော့ချေ။ ဆောင်းဥပါဖြစ်၍နှင်းတွေဝေ၍နေသည်အလင်းရောင်ကမပွင့်တပွင့်ရှိနေသည်အရှိစီမရောင်နေကလေးများတန်းနေတော်လဲနှင်းများကဝေမှိုင်းနေသည်အာယုံဥဤအလင်းရောင်သည်မထိုးပေါက်နိုင်သေးချေမင်္ဂလာတော်လမ်းမကြီးက ရှင်း၍နေသည်ဗံကားများသာတွေ့ရတတ်သည်ညီတို့ကားကလေးသည်တက္ကသိုလ်၏သားကိုဖြတ်ကျော်၍လာလေတော့သည်ငင်းသည်တက္ကသိုလ်ရိပ်သာမှမဲမဲရိပ်ရိပ်မြင်ရသောအဆောက်အအုံများကိုငေး၍ကြည့်နေရင်းလွမ်းမိသည် ခုတော့ဒီနယ်မြေပတ်ဝန်းကျင်ကိုစွန့်ခွာရတော်မူအသည့်ကငိမ့်ကိုတုံလှုပ်ခြောက်ခြားစေသည်ဒီနယ်မြေသည်ပတ်ဝန်းကျင်ကိုသာမကငိမ့်တန်ရောစဉ်ကိုပါစွန့်ခွာခဲ့ရပြီမဟုတ်လားအမှန်တော့ငိမ့်ခုလိုထွက်လာခြင်းကိုတအိမ်လုံးကသဘောမတူကြချေအကောလို့သူကငိမ့်ကိုစကားလုံးလုံးမပြောတော့ချေအမေကတညာလုံးငိုးနေသည်အပြစ်မှန်ကိုမသိတော့လဲငိမ့်ကိုအပြစ်တင်ကြသည်ငိမ့်ကိုနားမလည်နိုင်အောင်ရှိတော့သည် ခုလောက်တိုးတောင်းလာသောအချိန်တွင်ဝယ်အလွယ်တကူဆုံးဖြတ်ပြုမှုပုံမျိုးကိုလည်းမအံ့ဩပဲမနေနိုင်အောင်ရှိတော့သည်သွားတော်မည်ဆိုမှသိရတော့သည်ဘယ်လိုဆုံးဖြတ်၍ဘယ်လိုစီစဉ်လိုက်သည်ကိုမူမြည်သူများမသိလိုက်ကြချေတတလုံးကမခွဲဘူးသောမိမိကငိမ့်ကိုတယောက်တည်းရေချမြေချခရီးဝေးတို့မလွတ်ရအောင်ရှိတော့သည်ငိမ့်မိမိကငိမ့်ကိုအမျိုးမျိုးတောင်းပန်သည်ငိမ့်ကတခွန်းသာရှင်းပြလိုက်သည် ညီဒီမှာရှိနေရင်မိမိတို့ကိုအတိတ်နှိမ့်ဆက်ညှင်းဆဲမိတဲ့အလုပ်မျိုးကိုလုပ်မိလိမ့်မယ်မိမိညင်ကိုဒီတရင်တော့ခုနှစ်ပါတစ်သလုံးကမိမိတို့ကိုကိုတို့စကားကိုမပေလံခဲ့ပါဘူးညင်တဘောညင်ဆန္ဒနဲ့လုတ်ခဲ့တာမရှိပါဘူးမိမိတို့ကိုကိုတို့သဘောဆန္ဒတိုင်းလုတ်ခဲ့တာပါပဲအခုတော့ညင်လည်းလူတစ်ယောက်ပဲအသက်ရွယ်ပညာနဲ့ကိုပိုင် ဆုံးဖြတ်ပြီးလုတ်ကင်နိုင်တဲ့အခွင့်တော်ရှိတင်ပါပြီဒီတစ်ခါတော့ညင်ကိုပိုင်ဆုံးဖြတ်ချက်နဲ့ညင်လုတ်ခွင့်ပြုပါမိမိညင်မိမိနဲ့ကိုကိုကိုကြော်ရင် အနှွညွန့်တောင်းပန်ခဲ့သည်ငိန်ကိုကိုကဘာမှမပြောတော့ချေခေပညာရတယောက်ဖြစ်၍လဲစိတ်ထဲမှသဘောမတူသည့်တိုင်အောင်ငိန်ဤလွတ်လပ်ခွင့်ကိုမချုပ်ချယ်တော့ချေဒီတော့လဲမေမေကငိုရင်းသမီးအတွက်ဂျမ်းမာချမ်းသာစေရန်ဆုပေးလိုက်သည်အခုအချိန်ကျမှလဲဘာမှ မတတ်နိုင်တော့ချေငိန်ကသူ့အစီအစဉ်ကိုအားလုံးလုပ်ပြီးမှဖွင့်ပြောခြင်းဖြစ်သည်မနေ့သွားတော်မူဆုံးမှဒီနေ့ဖွင့်ပြောခြင်းဖြစ်၍လဲဘာမှမတတ်တော့ချေထွက်လာတော့လဲတယောက်တည်းထွက်ခဲ့ရသည် ကိုကိုကဝတရားကြီးလိုက်ပုံမြေဟုပြောသေးသည်ငိမ့်ကအပေါ်ဒုက္ခမပေးတော့ချေကျောင်းမအဖော်များလိုက်ပုံမြေအကြောင်းစိတ်ချအောင်ပြော၍လျောက်ထဲထွက်ခဲ့သည်တသက်နှင့်တကောမခွဲဘူးသောမိဘမောင်ဘွားတို့ကိုခွဲခွာလာခဲ့ရသဖြင့်အာငယ်မိသည်ဝမ်းနည်းမိသည်သို့သောလူဆိုတာအမြဲတမ်းတန်ရော့စဉ်လောင်အိမ်ထဲတွင်နေသွား၍မဖြစ်တခါတရံတော်လဲကိုဟာကိုလွတ်လွတ်ကျွတ်ကျွတ်သွားသည့်အခါသွားရပြီသည်ကိုရဲကြုံတော်လဲတက်လွန်ကောင်းရမည်မဟုတ်ပါလား ဥဒင်အောင်၏စကားများသည်ယင်ဖွင့်၍ပြောလိုက်သောစကားများဖြစ်သည်ကိုငြိမ့်သဘောပေါက်မိသည်ဒီတော့လဲဥဒင်အောင်အတွက်တနာယုံဝန်းနေယုံအပြင်ဘာမျှမတတ်နိုင်တော့ချေဝန်းနေပါလေဥဒင်အောင် ကျမတို့သုံးယောက်စုံလင်ရဲ့ဒုက္ခဟာအစဉ်ကွဲပြီမဲ့ဆင်းရဲခြင်းကတော့အတူတူပါပဲဒီအထက်မှာကျမကပူချင်းပူပါလိမ့်မယ်ဥဒင်အောင်နဲ့ပေတာမှာကိုမြတ်နိုးတဲ့သူကိုကိုမရတဲ့ဒုက္ခတစ်ခုပဲခံစားရမယ်ကျမမှာကကိုကိုမြတ်နိုးမှန်းသိတဲ့သူကိုလည်းပြန်မချစ်နိုင် ကိုရောသူရောညံ့လို့တဲ့သူကိုလည်းအကြောင်းကြောင်းကြောင့်လေးအကြောင်းထောက်ပြီးဆွံ့လွှဲရတဲ့ဘဝကျမဟာကျမဒုက္ခဟာလေပူကြီးပါတယ်ဥလင်အောင်ပြီးတော့ကိုကျမချစ်တယ်အသေးရီတော်ချစ်တယ်တဟာရှက်စရာလည်းမလိုပါဘူးသူဟာဝင်းဝင်းငငကျမချစ်တာဟာချစ်တာပဲလေကိုချစ်ရတဲ့သူမှဒီလိုချွတ်တဲ့လေးတွေတွေ့ရလို့ပူပြီးတနာရတယ်ပူပြီးတန်ရုံစင်ကြည့်ရတယ်ကိုချစ်သူကအဖက်ဖက်ကပြည်စုံနေရင်ဆွလို့ရတာတော့ကျမစိတ်အေးနဲ့ဆွလို့ရရပါတယ် သူ့အတွက်ဘာမှပူပင်စရာမလိုပါဘူးအခုတော့အဖက်ဖက်ကမျက်နှာငယ်ပြီးအချိုးပြီးနှုံချတဲ့သူကိုမိဘမောင်မောင်တွေနဲ့လူချင်းဝတ်တရားတွေကြောက်ပြီးဆွံ့ရခဲ့ရလို့ကျမရင်ခွင်းမတက်နာမိပါတယ်မတက်နိုင်ဘူးဦးတင်အောင်ပေရကိုကျမအသိတွေတွန်းအောင်ချစ်ခဲ့ပေမဲ့ကျမဘဝကသူ့ကိုတစ်သက်လုံးချစ်ဖို့ခွင့်မပြုဘူးဒီလိုပဲအဖက်ဖက်ပြည်စုံတဲ့ဦးတင်အောင်ကိုချစ်ဖို့လက်ထပ်ဖို့ကျမဘဝနဲ့လူမှုတရားအယောင်ဆောင်တွေကခွင့်ပြုတယ်ဒါပေမဲ့ ျမနှလုံးသားကခွင့်မပြုပြန်ဘူးဒီတော့ကျမဘာလို့ရမလဲဒီနှစ်ယောက်ကြားကထွက်ပြေးတာဟာအကောင်းဆုံးအချီပဲမြင့်လေသူ့မျက်လုံးတောင်ကလေးများတွင်တည်၍လာသောမျက်ရည်ဥကလေးများကိုလက်ကင်ဘွားဖြင့်အသာတို့လိုက်သည်ဦးတင်အောင်ကမူမြင့်ကိုစွန့်နေသောမျက်လုံးကြီးဖြင့်ကြည်နေမိရှာသည်မြင့်ဟိုရောက်ရင်ထိုက်ပြီးစဉ်းစားပါဦးနော်တကယ်လို့များငြိမ်ဆုံးဖြတ်လို့ရမယ့်အချိန်ကလေးများပေါ်ပေါက်လာရင်ကျွန်တော်စီကိုအကြောင်းကြားပါကျွန်တော်အမြန်ဆုံးပြေးလာပါမယ်ပြီးတော့လေ ဆုံးဖြတ်တဲ့နေရာမှာကျွန်တော်ဘက်ကဘာမှထည့်သွင်းပြီးမစဉ်းစားပါနဲ့ငိမ့်စိတ်ချမ်းသာမဲ့နီးနေတာစဉ်းစားဆုံးဖြတ်ပါငိမ့်ဆုံးဖြတ်တာကိုကျွန်တော်ဝမ်းသာအားရနာခံဖို့အသင့်ပါပဲခုချိန်မှာတော့ကျမသူ့ရှိမှာတခြားယောက်ျားတစ်ယောက်ယူပြဖို့ဆိုတာကျမရင်ကိုခွဲပြရတဲ့အလုပ်တည်းခက်ခဲပါတယ်ဥတင်အောင်သူများတခြားမိန်းကလေးတစ်ယောက်နဲ့စုံစည်းပြီးသူ့မှာ Twitter ဆရာတွေနဲ့ခိုင်မဲနေတဲ့အချိန်မှာတော့ဥတင်အောင်ပြောသလိုကျမစဉ်းစားနိုင်ပါလိမ့်မယ်ကျွန်တော်စောင့်ပါမယ်ငိမ့်ရယ် ကဘာကြီးဒီနေ့တည်းရေကျွန်တော်ငင်းကိုစောင့်နေပါမယ်ထိုအတွင်းဝဲခရီးသည်များအတွက်အသင့်ရှိစေရန်သတိပေးသံကိုကြားရလေသည်မောင်တန်းကအားလုံးစီစဉ်ပြေးချောင်းပြောလိုက်သည်ငင်းသည်လောက်ရှားရှိသည်တော့ကိုလှုပ်ပြလျင်ဥဒင်အောင်ကိုနှုတ်ဆက်သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်သူရင်ထဲတွင်ပြောချင်သောစကားများသည်တရွရွဖြစ်လာသည်သူမျက်လုံးများသည်အခန်းတွင်သို့အနှံ့ကြည့်လိုက်သည်ဗေဒါများရောက်လာမလားဟုမျှော်လင့်မိသည်ဗေဒအရေးရန်ကိုများ မတွေ့ရတော့မှသူစိတ်ကိုယ်သူလျှော့ချလိုက်သည် ဤတော့မှလည်းသူစိတ်ကိုသူဆုံးဖြတ်၍ယင်းထဲတွင်ရှိနေသောစကားများကိုဖွင့်၍ပြောလိုက်မိသည်ဥဒိယောင်ကများဒုက္ခပြည်တယ်လို့မအောင်မရင်ကျမတခုတော့မှန်ခဲ့ရစေငိမ့်အတန်သည်တုံ၍နေသည်မထွက်ရသောစကားကိုဇွမ့်၍ပြောရသဖြင့်လည်းစကားများကထိ၍နေသည်မှားပါငိမ့်ငိမ့်မှားတဲ့အတိုင်းလို့ဖို့ကျွန်တော်တာဝန်ယူပါတယ်ပြည်တော့ကိုကျမကိုယ်စားဆောင်ရှောက်ဖို့ဥဒိယောင်တာဝန်ပေးခဲ့ပြရသည် သူ့နေထိုင်ရေးကစားငွေကြီးပါလို့ရင်အဆဆရရကူညီစေခြင်းနဲ့ပြီးတော့လေသူများမြတ်တီဆိုတဲ့မိန်းကလေးနဲ့မင်္ဂလာဆောင်ဖြစ်ရင်အရာရာတဝင်ယူပြီးကူညီပါဒီအတွက်အားလုံးကျမတောင်းဝင်ယူပါတယ်ဒီကလေးတွေညိမ့်မှာဘယ်လိုဝေကြီးများ ပါတယ်မသိပါဘူးနော်ဟုတ်ပါတယ်ဥတင်အောင်ညိမ့်သူကိုမောင်လေးလိုလဲခင်မင်းနဲ့ဒီပြင်းတယောက်လိုလဲတွေ့တာတယ်တားလိုလဲတန်းစင်ကြည့်တယ်ချစ်သူလိုလဲချစ်ရတယ် ဘဝရည်စက်ကမပါလို့မဆုံးစည်းကြရပြီမဲ့ညင်သူ့အပေါ်မှာတန်ရုံးစင်မဖြတ်နိုင်ဘူးသူ့အတွက်ပေတော်များမှဘဝင်ကြနိုင်မယ်မသိပါဘူးဥတင်အောင်အလုံးစိတ်ကြပါညင်ရဲ့ညင်ကိုစားဗေဒကိုကျွန်တော်လုံးလုံးတာဝန်ယူပြီးစောင့်ရှောက်ပါမယ်ဥတင်အောင်ဘဝမှာတင်းရှိနေတဲ့ကျေးဇူးတွေထဲမှာဒီကျေးဇူးဟာပြင်အကြီးဆုံးပါပဲဆိုတာကျမတသက်လုံးမမေ့ပါဘူးဥတင်အောင်ကဲကျမသွားမယ်နော်ဥတင်အောင်ဒီညင်ကိုပြန်၍ပင်နှုတ်မဆက်နိုင်တော့ချေ သူမြန်တော်သောအရာတခုဆုံးရှုံးရလေပြီဟုသောအသည့်ဖြင့်ယင်ထဲတွင်ဆွတ်တက်၍လာသည်ညင်သည်လေးမြန်စီတို့သွားမည်ကားစီတို့တလန်ချင်းလျှောက်ခဲ့သည် ကားပေါ်သို့တက်မည်အပြုတ်တွင်ညင်သည်တကောလုံးပင်တုံ၍သွားသည်ဤမှဝန်သာရှင်လန်းသောမျက်နှာကလေးဖြင့်အာယူ၍ပြုံးလိုက်ရှာသည်ဘေရာသည်ကားနောက်ခန့်တွင်ရပ်၍မလုံမရှက်ညင်ကိုကြည့်နေသည်ဤမှပြန်၍ပြုံးလိုက်သည်အချိန်ကမရှိတော့ချေကားကဆက်နှုတ်လိုက်လေပြီသွားတော့မင်းတော့ပြီလားဟုတ်ကဲ့မမကြီး ဟိုရောက်လို့အမှန်များရရင် စားထဲ့နော်ပြောတာပြောရတယ်အမှတ်ရမှာမဟုတ်ပါဘူးရခိုင်ရှုကင်းတွေကตายရတော့ကျွန်တော်တို့ကိုမိနေမှာပါဗေဒါကရေရေမောမောပြုံပြုံရွှင်ရွှင်ပင်ညင်ကိုပြန်၍နှုတ်ဆက်လိုက်သည်ဗေဒါဤအပြုတ်မများသည်ညင်ကိုပြောင်းနေသလိုပင်ထင်ရသည်ညင်သည်ဗေဒါကိုကြာကြာမကြည့်ရတော့ချေဗေဒါဤအပြုတ်သည်ညင်နှလုံးသားကိုမိတင်ရှုတ်လိုက်သလိုမချိမဆန့်ခံစားရသည် ငိမ့်သည်မျက်နာကိုဇွေလွှဲ၍ကာဘော်သို့တက်ခဲ့သည်ကာသည်တဖြည်းဖြည်းထွက်ဆပြုတ်လေပြီ မင်္ဂလာတော်လေရင်ကွင်းတွင်ကြီးသည်နန္ဒခင်နေရောင်ဖြင့်သာယာလှပသည် နေသည်ပင် အတော်မြင့်၍လာလေပြီ လေရင်မြန်ကွင်းသို့ရောက်တော့ခါရှေးဆုံးမှတက်ခဲ့သည်ခြေလမ်းများက မခိုင်တော့ချေထိုင်ကုန်သို့ရောက်အောင် မနေ့အတင်း၍ရှောက်ခဲ့သည်ချစ်သူဤရက်ဆက်လွန်လာသောလောင်ပြောင်မှုကိုခံရသည်ဖြင့်ယင်းထဲတွင်တဆက်ဆက်နာမိသည်။ဤလီ ဒါဟာသူ့အတွက်စိတ်ချမ်းသာဆုံးနည်းလမ်းပဲသူစိတ်ချမ်းသာရင်ကျင်းနေပါပြီကို့အတွက်ကတော့စဉ်းစားစရာမလိုပါဘူးလေသူစိတ်ကသူမြည်တော့ပင်တင်းစေကမှုမျက်ရည်များကတပြိုင်ပြိုင်ကျလာသည်လေရင်မြန်ကြီးသည်မြေကြီးမှအသာကြွ၍တက်လာသည်စက်တန်ကပြင်ထန်လာတော့လဲငိမ့်သည်သူ့ရင်လွင်မှနှလုံးသားများရိုက်ခတ်တန်လောက်မပြင်းထန်ဟုထင်မိသည်တင်ရကလေးများအတွင်သို့တို့ဝေဝင်ရောက်လာသည့်အခါငိမ့်သည်အောက်သို့မတိမသားငဲ့၍ကြည့်လိုက်သည် ရန်ကုန်မြို့တော်ကိုမုံပြပြကလေးမြင်ရသောအခါလွမ်းစိတ်ဆွေးဆွေးများသည်တဝိဝိတက်၍လာသည်ဤကျပြန့်လာသောရန်ကုန်ရှုခင်းမြင့်ကြီးတွင် အသက်တုံအောင်ချစ်ခဲ့ရသောချစ်သူသည် အပြုံးမပြတ်ကြံရစ်ခဲ့ပါတကားပြင်းထန်လာသောလေရင်ဆက်တန်ကြဝဲငိမ့်ဤကြည်ကွဲဝဲရာရှိုက်တန်ကလေးများသည်ပျောက်ွယ်သွားလေတော့သည်ငိမ့်သည်မျက်နာကိုလက်ကံဘဝဖြင့်အုပ်၍တကောလုံးတိမ့်တိမ့်ခါအောင်ရှိုက်ငုံနေရမှာ တစုံတယောက်ကသူ၏လက်မောင်းအိုးကလေးကိုဆုပ်ကင်လိုက်သည်ဖြင့်ထိတ်လန့်တကြားမော့၍ကြည့်လိုက်မိသည်ငြိမ်သည်အသက်ရှူပင်ရက်သွားသည်ဟုထင်ရသည် မျက်လုံးကလေးများသည်ဝမ်း၍လာသည်နှုတ်ခမ်းကလေးများတဆတ်ဆတ်တုန်၍နေသည်ပြီးတော့တယောက်နှင့်တယောက်လွတ်ထွက်သွားမည်ကိုစိုးရိမ်သော အကြည့်ဖြင့်မျက်တော်မကပ်ဆိုက်၍ကြည့်နေမိသည်မမငြိမ်မင်းမင်းဘယ်လိုလဲလာတာလဲဟင်ကျွန်တော်မမငြိမ်ကိုမခွဲနိုင်ဘူး ဥတည်အောင်ကိုမမငင်းလက်မထပ်နိုင်သလိုကျွန်တော်လည်းမြတီကိုမယူနိုင်ဘူးမမငင်းနဲ့လွဲရင်ကျွန်တော်အသက်ရှင်နေတာဟာအဖို့ပဲကျွန်တော်တို့ကိုကိုကိုလိမ်မလင်ကြမှာလဲတော့မမရဲ့ငင်းကလူတွေကိုအသက်ရှင်နေရပြန်တွေ့ရတဲ့သို့သူကိုသူပင်မယုံနိုင်အောင်ရှိတော့သည်နှုတ်ခမ်းလွာကလေးများကတဆတ်ဆတ်တုံရင်နေသည်ဖြင့်ရော့ကျင်သောဇကားကရုတ်တရက်ထွက်၍မရာဇကားတလုံးထွက်ရန်ပင်မနေ့အာယူနေရရှာသည်မင်းမင်း မိမမကိုညှင်းစေရပါပြီကွယ်။ညင်ကတုံတုံယင်ယင်ဖြင့်ပြောလိုက်မိသည်။မေရာသည်ညင်ဤလက်မောင်းအိုကလေးကိုဆုပ်နေ၍နေရင်ကသနာစပွဲမျက်နှာငယ်ကလေးဖြင့်တောင်းပန်လက်ရှာသည်။ကျွန်တော်ကိုစိတ်ဆုစရာပြောပါမမညင်ရဲ့။မမညင်တခြားသွားတော့မယ်ဆိုတော့ကျွန်တော်နေလို့မရတော့ဘူးနောက်ဆုံးမမညင်နောက်ကိုလိုက်တော့မယ်လို့ဆိုဆုံးဖြတ်လိုက်တယ်ကိုရောက်မှအလုပ်တစ်ခုခုလုပ်ပြီးအိမ်ကိုငွေပို့မယ်စာမှုပဲလဲအောင်အောင်ဖြေမယ်လေ အခုတော့မမငင်းပေးခဲ့တဲ့ငွေတွေကဈေးနှုတ်ပြီးအိမ်နဲ့မြတီကိုခွဲပေးခဲ့တယ်။ကျွန်တော်မမငင်းကိုမခွဲနိုင်ဘူး။ကျွန်တော်လိုက်လာတာမမငင်းစိတ်ဆိုးသလားဟင်။ငင်းလေးဆွန်းအားနေသူကဲ့သို့ဘာမှမပြောနိုင်ပဲရှိတော့သည်။ဘာကြောင့်မှမသိ။ညရဲ့အများကတလိမ့်လိမ့်စီးကြလာတော့သည်။မင်းလေးဒီလိုတဆထုတ်လောက်တာတွေကြောင့်မမတော့ဒုက္ခရောက်လိမ့်မယ်ထင်နေ။ငါမောင်ရင်စဉ်စားစားလုပ်ပါလားကွယ်။ဒုက္ခမရောက်ပါဘူး။ကျွန်တော်အခုလိုဆုံးဖြတ်တာဟာအမှန်ဆုံးပဲ။တော်တော့ပါပြီမမငင်း။ သူများတွေအတွက်ငဲ့ပြီးကျွန်တော်တို့နှစ်ယောက်စလုံးဒုက္ခမခံသင့်တော့ပါဘူးပြီးတော့ကျွန်တော်တယောက်တည်းခံရင်တော့ထားပါတော့ခုတော့မမကြီးလည်းဟန်ဆောင်နေတာတကယ်တော့မမကြီးလည်းရင်ခွင်းမတက်ခံစားရတာပဲမမကြီးဘယ်လောက်ခံစားရတယ်ဆိုတာကျွန်တော်ကိုချင်းစားတယ်သူများတွေပါဇက်ဖျားကပြောမာတွေကိုကြောက်ပြီးကျွန်တော်တို့နှစ်ယောက်စလုံးသေလူမတက်ဒုက္ခမခံကြပါစို့နဲ့မမကြီးရဲ့တတိရှိစမ်းပါအမှန်တရားကိုရင်ဆိုင်စမ်းပါအပေါ်ရန်ဂုံတွေသိခါတွေဟန်ဆောင်ပြီးဖုံးမနေခြင်းပါနဲ့တော့ လူကြီးမွန်းတော်တွေကဲ့ရတာတွေကြောက်ပြီးကိုကိုကိုမငင်းစဲပါနဲ့တော့နှစ်ယောက်တို့လက်တွဲပြီးလောကရန်ကိုကြံ့ကြံ့ခံကြရအောင်နော်မမငင်းတငယ်ကမိခင်ကိုတောင်းပန်တယ်လို့ဘေရာသည်ငင်းကိုသနာစပွဲတောင်းပန်လေရှာသည်ငင်းကခုရိစကားပြောရမရသေးချေဘေရာအဖြစ်ကိုကြည်ရင်ရင်တို့မနာဖြစ်မိကမျက်ရည်များသည်အဆက်မပြတ်စီးကြလာသည်ဘေရာကငင်း၏အဖြစ်ကိုကြည်ရင်စောက်တရားမရတော့ချေ ငိမ့်ထံမှသူလိုကျင်သောအဖြစ်မရပြန်တော့လဲတဖြည်းဖြည်းအားငယ်လာသည်ပြောပါမမငိမ့်ရဲ့မကျင်နဲ့ဘူးဆိုလေပုံဝင်နေနေပြောလိုက်ပါတော့ဒီတခါမမငိမ့်ကျွန်တော်ကိုခွဲမယ်ဆိုရင်ရခိုင်ပင်လေကန်းကြီးဟာကျွန်တော်ဘဝရဲ့ဇက်မြုပ်ရတင်းချိုင်းငိမ့်သည်မေသာဤပါဇက်ကိုလက်ဝါးဖြင့်ပိတ်လိုက်သည် စောစောကငိမ့်ဤမှုံမိုင်းနေသောမျက်နာကလေးသည်ဒိန်ပုံများကင်းစင်သောလက်ပြေဝင်းကဲ့သို့ရွှေမြွေလာလိမ့်သည်ဒီတခါတော့မမပြတ်သားရတော့မှာပေါ့ကွယ် ပြတ်သားလို့လည်းမရပါဘူးဘယ်လိုပြတ်သားမှာလဲပြောပါမမညင်ရဲ့ကျွန်တော်ရင်တွေတုံ့လှပြီမင်းကိုမမဘယ်တော့မှမခွဲတော့ဘူးသိလားခွဲလည်းမခွဲနိုင်ဘူးခွဲလည်းမခွဲရဘူးမင်းတွေမမလေးတလောက်ကလုံးနဲ့ရင်ဆိုင်တော့မယ်ဘယ်သာဤငုံမဲ့မဲ့မျက်နာကလေးသည်တဖြည်းဖြည်းပြုံး၍လာသည်ငင်းကဗေဒာဤလက်ကလေးကိုအတင်းအကျပ်ဆုတ်ကန်ထားလိုက်ပြီးတယောက်နဲ့တယောက်မဝနိုင်သောအကြည်မျိုးဖြင့်စိုက်၍ကျင်နေမိသည် ်ဗေဒာနှင့်ညင်တို့ဤမေတ္တာရောင်ကြည်သည်သူတို့ဖြတ်တန်းသွားရာကောင်းကင်တစ်ပြင် လုံး၌ပြန်လွန့်တောက်ပ၍သွားလေသည်ပြီးပါပြီအောင်လင်း၁ရက်၅လ2006ညတနာကြီးဟုတ်ကဲ့ပါခင်ဗျာ။ဆာရေးဆရာဆရာကြီးအောင်လင်းဤဝတ္ထုကောင်တပုတ်ဖြစ်တဲ့ ဝေဒာနဲ့မောက်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတို့အဆုံးထိလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွေ့လဲယေရှုမြတ်ကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio book အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ